ပါရှင်။ဝါပြည်သွေးစည်းညီညွတ်ရေးတက်မတော် UWSA ကစစ်ကော်မရှင်ကျပမဲ့ရွေးကောက်ပွဲကိုအပြီးထောက်ခဲ့ကြောင်းတယံဝင်ပြောလိုက်ပါရယ်။ကချင်ပြည်ဖားကဲဒေတာဟာစစ်ကော်မရှင်တက်နဲ့ KIA ဦးဆောင်တဲ့တော်လှန်ရေးအဖွဲ့တွေရဲ့တပ်သားစုဆောင်မှုဖိအားတံကိုနှစ်ဖက်ညက်ပြီးရင်ဆိုင်နေရပါရယ်။ ဆီယနာသိပ်ပြီးနောက်ပိုင်းမြန်မာနိုင်ငံတဝန်းကအမျိုးသမီးတွေဟာပဏိပခာနဲ့ဆက်နွယ်တဲ့လက်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုပုံမှန်များပြားစွာရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ ွားပြည်သွေးစည်းညီညွတ်ရေးတက်မတော် UWSA ကစစ်ကောင်မရှင်ကျင်ပမဲ့ရွေးကောက်ပွဲကိုအားပေးထောက်ခံကြောင်းတရားဝင်ပြောလိုက်ပါတယ် UWSA ရဲ့လာရှိုးမျိုးဆက်ဆက်ရေးရုံတာဝန်ခံဦးညီရန်ကအော်တိုဗာလာ15ရက်နေ့ NCA 10နှစ်ပြည့်ပွဲမှာမီဒီယာတွေကိုဖြည့်ကြားရင်းဗဟုဌာနချုပ်ရဲ့သဘောထားအတိုင်းထောက်ခံကြောင်းအတည်ပြုခဲ့တာဖြစ်ပါတယ်ကောက်ပွဲကိုကျွန်တော်တို့ဝအခွင့်အရေးနဲ့ဒီအားပေးထောက်ခံသွားမယ်ဆိုတဲ့ message ကိုတို့ပေးလို့ပါတယ် တခြားမီဒီယာတွေတချို့ရေးတာဗျာအဲ့ဒါမှမပါဘူးဒီကိစ္စနဲ့ကျွန်တော်တို့အားပေးထောက်ခံသွားမယ်ဆိုတဲ့ဒီ message လဲကျွန်တော်တို့ဘုံဗဒနာချော့အနေနဲ့လဲကျွန်တော်တို့ဒီထုတ်ပြန်ခဲ့ပြီးသားပါဘူးကိစ္စဟုတ်ကဲ့အာရှမ်းမြောက်နဲ့ပတ်သက်တဲ့ကိစ္စရတဲ့တော့ဒါကလည်းပေါ့ခုနကကျွန်တော်ပြောလို့ဒါရွရွရှင်းရှင်းလေးပါကျွန်တော်တို့ဒီဝအဖွဲ့ UWS အဖွဲ့ရဲ့တပေါ်သားအနေနဲ့လဲအဲဒီဒီကောက်ပတ်နဲ့ပတ်သက်ပြီးမှကျွန်တော်တို့အားပေးထောက်ခံသွားမယ်ဆိုတဲ့ဘုံသားပဲကျွန်တော်တို့ကျွန်တော်ပေးလို့ပါတယ် ရေးကြီးတဲ့အချက်ကတော့ UWSA ကဥသိစိန်နဲ့ NLD အစိုးရလက်ထက်တို့ကသူတို့ ထိတ်ချုံနယ်မြေတွေဖြစ်တဲ့ဟိုပန်နဲ့ပန်လုံတို့မှာရွေးကောက်ပွဲကျင်းပခွင့်ကိုတောက်လျှောက်ညှင်းဆန့်ခဲ့ဖူးတာပါ ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကလည်း UWSA ထိတ်ချုပ်ဒေသဖြစ်တဲ့ဟိုပန်နဲ့ပန်လုံမြို့တွေမှာစစ်ကော်မရှင်က COE စင်တာမဲဆွဲတာမျိုးတွေ့ရှိရင်တရားစီရင်ရေးဌာနကိုတိုက်ကြားနိုင်ကြောင်းဝလူငယ်အတံကဖော်ပြခဲ့ဖူးပါတယ်။ ဒါကြောင့်အခုစစ်ကောင်မရှိရဲ့ရွေးကောက်ပွဲကိုထောက်ခံပေးမဲ့ဝနေမြေအတွင်းကျင်းပခွင့်ပေးမလားဆိုတဲ့မိခွန်းတွေကြီးမားနေစေဖြစ်ပြီးဥညိရန်ကရှင်းရှင်းလင်းလင်းမပြောကြသေးပါဘူး။လေလာသူတွေကတော့ UWSA ရဲ့ဒီလိုဆုံးဖြတ်ချက်ဟာတရုတ်နိုင်ငံရဲ့ဖိအားကြောင့်ဖြစ်နိုင်တယ်လို့သုံးသပ်နေကြပါတယ်။လက်ရှိစစ်ကောင်မရှင်ရဲ့ပထမအတုပ်ရွေးကောက်ပွဲကျင်းပမဲ့မြို့နယ်တရားနှမြို့နယ်ထဲမှာလဲဟိုပန်မြို့နယ်နဲ့ UWSA ထိချုပ်ဒေသတွေကတော့မပါသေးပါဘူး။ ကချင်ပြည်ဖားကဲဒေတာဟာစစ်ကွန်မရှင်တန်တဲ့ KIA ဥဆောင်တဲ့တော်လရေးအဖွဲ့တွေရဲ့တက်သားစုဆောင်မှုဖိအားထံကိုနှစ်ဖက်ညက်ပြီးရင်ဆိုင်နေရပါတယ်စစ်တပ်ဖက်က2023ခုနှစ်ကလေးကနေအခု2025အောက်တိုဘာလအထိဖမ်းဆီးမှုတွေဆက်တိုက်လုပ်ခဲ့ပါတယ် ကချင်လူလက်ရေးတက်မတော် KIE ဖက်ကတော့2025ခုနှစ်စက်တင်ဘာလနဲ့အောက်တိုဘာလကစပြီးနေမြေထိချုပ်မှုတိုးမြင့်လာချိန်လူ900လောက်အထိအသိအကျက်စုဆောင်မှုတွေလုပ်ခဲ့တယ်လို့ဒေသခံတွေကခန့်မှန်းပါတယ်။ဒီလိုဖန်ဆီးမှုတွေကြောင့်လူငယ်တွေအပြင်မထွက်ရတော့တာစားဝတ်နေရေးခက်ခဲလာတာနဲ့ဈေးဆိုင်တွေပိတ်ထားရတာအပြင်တိုက်ပွဲတွေကြောင့်ဘီလို့ရာကို ထွက်ပြေးနေကြရပါတယ်။ ဒါကြောင့်ဖကဲလူထုက KIA တက်မဟာ9ကိုလူထုစည်းရုံးရေးနီလန်းနဲ့ပဲဆောင်ရွက်ဖို့တောင်းဆိုခဲ့ပါတယ်။လက်ရှိမှာတော့ဆွေးနွေးမှုတွေရှိပေမဲ့ဖကဲဒေသခံတွေဟာလုံခြုံမှုမရှိဘဲစိုးရိမ်ထိတ်လန့်စွာ ရှင်သန်နေရဆဲပဲဖြစ်ပါတယ်။ကရနီပြည်ဖူဆိုမြို့နယ်အနောက်ဘက်ခြမ်းကဟူဘောမြို့နယ်ရှိစစ်ရှောက်စခန်းတွေမှာတနစ်ကြအောင်မပြောင်းနိုင်တဲ့အရေးပြားရာနာဒဏ်တွေကို လူကြီးကလေးအလုံးအစိုးရဆုံးခန့်စားနေရပါတယ်။ ကေကောအုပ်စုဟာမှုစစ်ဆောင်စခန်းမှာနေထိုင်သူတွေဟာလွန်ခဲ့တဲ့နှစ်အောင်တိုဘာလကလေးကစတင်ဖြစ်ပွားခဲ့တဲ့အရေးပြားယာနာပြဿနာကိုဒီနေ့ချိန်ထိမပြောက်ခင်ပဲဆူဆူရွားရွားခံစားနေရပါတယ်။အထူးသဖြင့်မွေးကိစကလေးငယ်တွေနဲ့၁၈နှစ်အောက်ကလေးငယ်တွေရဲ့ခြေဖဝါလက်ဖဝါကြားမှာပါယာနာတွေဖြစ်နေပြီးလက်သေးတွေကွာတဲ့အထိဝေဒနာခံစားနေရတယ်လို့စစ်ပေးဆောင်မျိုးသမီးတအူးကဖွင့်ဟပါတယ်။ စီလေးရရင်တော့နည်းနည်းလေးတက်တာပဲဗောလို့စီမလေးရရင်တော့အေးရစ်ကျရတယ်တကယ်တကယ်ကောင်းရတယ်ကိုစမားဆိုအမယူဒီထားတဲ့ဟာလည်းထားအတိဖြစ်တဲ့ဟာလည်းဖြစ်အဲ့လိုဝေကိစားတွေဖြစ်တဲ့ဟာတွေဒါဆိုရင်ချီပွားနဲ့ပွားကြားမှာဖြစ်မှလက်တဲ့ကြားမှာဖြစ်လက်တဲ့ဒီကွာတဲ့အထိအမျိုးတွေဖြစ်တယ်သူတို့ဟာစီလေးရည်တက်တာပြီးမဲ့တဘူးကိုကြက်တောင်းလောက်တန်မိုးရှိတဲ့လိမ့်စင်းတွေကိုတကူလုံးလိမ့်ဖို့အတွက်ငွေကြေးမတက်နိုင်ရဲ့ပြဿနာနဲ့ရင်ဆိုင်နေရပါတယ် ရာနာကြောက်ကလေးတွေဟာဖောရောက်ပြီးစီးနီတဲ့အထီးဖြစ်တာတွေပါ ရှိခဲ့တယ်လို့ဆိုပါရယ်စစ်ရှောက်စခန်းဟာလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အပြင်စီပီခန်းမှလည်းစေဝါမစုံလင်တာကြောင့်အလုံးဟာကျမကြီးသောရှောင်းမှုတွေအထူးလိုအပ်နေတယ်လို့ဆိုပါရယ် စစ်ကုမရှင်တပ်သွင်းမှာပြည်သူစစ်မှုထံတပ်သားတစ်တွေဟာအထက်အရာရှိတွေနဲ့စစ်တီအချင်းချင်းကြားမှာအစိုးရဆုံးဖိနှိပ်အနိုင်ကျင့်ခံနေရတယ်လို့တော်လည်ရေးတပ်ဖွဲ့တွေစီခုံလုံလာသူတွေကဖွင့်ဟပြောဆိုလိုက်ပါတယ်ဒီကြောင့်အာမိကစုစည်းထားပါတယ် ဂရီနီပြည်ဒီမော့ဆိုတိုက်ပွဲဆင်နေပြီကနေဂရီနီအမျိုးသားများကာကွယ်တပ်ဖွဲ့ KNDFC ကိုထွက်ပြေးလာတဲ့ပြည်သူစစ်မှုရာအပတ်စဉ်ကကတပ်သားတယောက်ကသူတို့ခံစားခဲ့ရတဲ့ဖိနှိပ်မှုတွေကိုအခုလိုမျိုးပြောပြပါတယ်။တကြကြီးတွေကဒီအောက်ကပါစာတွေကိုနိုင်ကျင်တယ်ဗျ။တကြကြီးရလည်းဟိုကတကြကြီးရဲ့ထံမှာဟို CQ ဆိုတဲ့လူတွေကစီ ICQ ရတယ်ဟိုတကြကြီးကိုနိုင်ကျင်တယ်ဗျ။အခုအဖေရွယ်တော်ကြီးတွေတားလောက်တွေကနိုင်ကျင်နေတာဗျ။ ်အမကောင်းကြီးကြီးရုံနဲ့ဟိုတားလောက်ကြီးကနိုင်ကျင်နေတယ်ခံရတယ်ဗျကျွန်တော်တို့ကျွန်တော်တို့ဆိုတာဝေလာဝေးပေါ့ဗျာကျွန်တော်ပါစာရေးဆိုတာတော့လိုချင်တော့နိုင်ရန်ကျင်တယ်ဗျာဒါအပြင်ဒဉာရရဲတက်သားတစ်တွေကိုဆိုရင်လည်းအချိန်မီစေကူတာခွင့်မပေးဘဲအနာမကျက်သေးဘဲနဲ့လည်းစစ်မီပြေကိုပြန်ပြီးပို့တာမျိုးကြဆုံသွားတဲ့ရဲဘော်တွေကိုမိသားစုကိုအတိမပေးဘဲဖြစ်တယ်လို့မြေမြုပ်တာတွေကိုလည်းလှုပ်လေးရှိတယ်လို့ဆက်ပြောပါတယ် ဘူးပြဲမှာကြတော့ဒီကျွန်တော်ရဲဘော်တွေကိုမြုပ်ထားတာဒီလမ်းမင်းတွေမြုပ်ထားတာကြတာရဲဘော်တွေကြတော့ဒီစက်တင်ပြပြကျွန်တော်တို့ဒီ view မှာမြုပ်တယ်ပြဒီ view ကလာခေါ်ပြီးမြုပ်တယ်အင်းအင်းအင်းဆက်တယ်ပြမယ်လို့သူပြောတယ်ပြရှုပ်ကြတယ်အဆက်တယ်ကိုလည်းမြားရယ်ရှိတယ်ပြကြာပါလူကြီးတယ်မိသားစုတန်ရသွားလို့ရှိရင်လည်းသူကအနာမကျက်ကြချင်းပြဒီနေရာကရှိတယ်မှပြန်ပို့တယ်ပြ ဒါရီဟာစစ်သားတယောက်ရသင့်ရထိုက်တဲ့အခွင့်အရေးကိုလေးလူရှုချိုးဖောက်တာဖြစ်တယ်လို့ပြည်သူ့ပန်းတိုင်ဦးဆောင်ကော်မတီဝင် ကိုနောင်ယိုကမှတ်ချက်ပြုပါရေကိုနောင်ယိုကစစ်မှုရန်တွေဟာတရားရရှိမှုအလိုက်သတ်မှတ်ထောက်ပံ့ခြင်းနဲ့ဒီအခွင့်အရေးတွေရှိပေမဲ့စစ်ကော်မရှင်အရာရှိတွေရဲ့လုံပိုင်ခွင့်အလွဲသုံးစားပြုမှုတွေကြောင့်ချိုးဖောက်ခံရတယ်လို့ပြောပါရေပြည်သူပန်းတိုင်ရဲ့မှတ်တမ်းတွေအရာဆိုရင်စက်တဘာလမှာအလင်းဝင်လာတဲ့သူ69ယောက်တည်းက41ယောက်ဟာပြည်သူစစ်မှုထမ်းတပ်သားတစ်တွေဖြစ်ကြပါတယ်ကိုနောင်ယိုကစစ်မှုထမ်းတပ်သားတစ်တွေအနေနဲ့ အခွင့်ရေးပိတ်ပင်ခံရတဲ့အပြင်လူသားတိုင်းကအဖြစ်အသုံးချခံရတာတွေကြောင့်အခွင့်အရေးကိုအမြဲတမ်းစောင့်ကြည့်ပြီးရရနေနဲ့ရုံထွက်လာကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်မြန်မာနိုင်ငံတွင်ဆီအနာသိပြီးနောက်ပိုင်းအမျိုးသမီးတွေဟာဥပဒေအကာအကွယ်မဲ့တဲ့ပဋိပက္ခနဲ့ဆက်နွယ်တဲ့လိပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုပုံမှန်များပြားစွာရင်ဆိုင်နေရတယ်လို့အမျိုးသမီးအဖွဲ့အစည်းတွေက ထောက်ပြလိုက်ပါတယ်။ကုစောဝီကတင်ဆက်ထားပါတယ်။ မြမမျိုးသမီးသမဂ BW ရဲ့ထုတ်ပြန်ချက်အရစတေမာလာတလတဲမှာလိန်မိုင်းဆိုင်အချမ်းဖဲမှုကြောင့်အမျိုးသမီးတယောက်သေဆုံးပြီး15ရောက်ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။အထူးသဖြင့်စစ်ကောင်စီရဲ့ထိန်းချုပ်မှုဒေသတွေနဲ့အုတ်ချုပ်ရေးရန်ညားမလဲပက်နိုင်တဲ့ area တွေမှာဒီလိုလိန်မိုင်းဆိုင်အချမ်းဖဲမှုတွေကြောင့်သေဆုံးမှုအထိဖြစ်ပွားနေတာကိုတွေ့ရပါတယ်။ ပြိပခာကလာအတွင်းမှာဒီစစ်တပ်ကနေပြီးတော့မှဟောလို့ရှိရင်လည်း SAC နဲ့ဆက်နွယ်ပြီးတော့မှအရာဝပုံစံမျိုးတွေနဲ့တစ်ဖက်လက်လုပ်ပြီးတော့မှအမျိုးသမီးကိုလေပတ်ဆရာဆိုကားတာအကြဖဲတာအုပ်စုလိုက်ပြိကျိတာအဲ့လိုမျိုးတွေလည်းအမျိုးသားဖြစ်ချင်းအမျိုးသမီးဖြစ်ချင်း LGBT IQ ဖြစ်ချင်းပေါ်မူတည်ပြီးတော့မှအနှွဲ့အိုင်းနှွဲ့တဲ့သူအငယ်တဲ့သူအားနေတဲ့သူကိုပါဝါပြပြီးတော့မှလေပတ်ဆရာဆိုကားတာအများထောက်တာ ာအကြံဖဲတာတွေကတော့ပုံဖြစ်တာပေါ့နော်ဆိုတော့ဥမာလက်နဲ့အားကိုးပြီးတော့မှလေဘဆရာလေးလဲရယူတာမျိုးတွေလည်းရှိတယ်ဆေပနီပခကာလမှာစစ်တပ်နဲ့ဆက်နွယ်ပြီးအရေးဝတ်ပုံစံမျိုးတွေနဲ့အမျိုးသမီးကိုအုပ်စုလိုက်မတိန်ချင်တာစော်ကားတာတွေဟာပုံမလွယ်လင့်တကူဖြစ်လာတယ်လို့မော်ဖရင်းမြာကပြောပါဗါလနဲ့အာကိုပြီးအင်အားကြီးသူကအာနွဲ့သူအပေါ်အာနာပြပြီးလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်အကြမ်းဖက်မှုတွေဟာတိတိတတ်တာမြင့်တက်လာနေတာဖြစ်ပါတယ်။ကျူးလွန်ခံနေရတဲ့အမျိုးသမီးတွေအနေနဲ့ တိုင်ကြားဖို့နေရာတွေကိုတည်နေပေမဲ့လက်ရှိမှာရဲပါဝင်ဥပဒေထိန်းသိမ်းရေးအဖွဲ့စည်းတွေဟာစစ်ကောင်ရှင်အောက်မှာရှိနေတာကြောင့်အကာအကွယ်မရဘဲမိသားစုနဲ့ပတ်ဝန်းကျင်ကိုပါချင်းချောက်ခံရမယ့်အနေအထားရှိနေပါတယ်။တိုင်ကြားမှုလုပ်ရင်လည်းကျွလွန်သူရဲ့ယာတုနဲ့အာနာပါဝါကြောင့်ဂုံတိတ်ကထိခိုက်စေမယ်ဆိုတဲ့ချင်းချောက်မှုတွေကြောင့်တိုင်ချင်တဲ့စိတ်ပျောက်သွားရသူတွေလည်းရှိတယ်လို့ဖြစ်ဆွတ်ပြောဆိုပါတယ်။ အဓိကစက်ပတိပခ data မှာဆိုတော့ပို့ပြီးမှဖြစ်တယ်ပေါ့နော်စက်ပတိပခ data တွေမှာဆိုတော့အဆင်ပြေတယ်လို့ပေါ့နော်ရှေ့ဟာနဲ့ဝေးရတာဖြစ်တယ်အဲ့ဒါဆိုတော့အာဒီလိမ်ဘက်ဆေးအကြံဖက်မှုလို့ကျွန်တော်တို့ပြောတဲ့အချိန်မှာအနေထိုင်မှာတက်လို့ဒီအဝိစားဆင်ခြင်မှုကြောင့်မဟုတ်ဘူးမကောင်းတဲ့သူတွေကနေမှာမရင်းချင်နေဖြစ်တယ်ဆိုတော့အမျိုးသမီးတွေကအများသောအပြင်ကအာနော်တဲ့သူတွေတုံ့ပြန်မှုမလုံနိုင်တဲ့သူတွေများတာဖြစ်တယ်အဲတုံ့ပြန်မှုမလုံနိုင်တဲ့သူတွေကိုပို့ပြီးမှ target ထားမှာမရင်းချင်တာပုံများတော့တွေ့တွေ့ရတယ်သူ့အတွက် cover ရှိနိုင်တဲ့သူပို့ပြီးမှ power ချ တဲ့သူတွေကကျူးလို့တော့ဒါကျမတို့တွေ့ရတာ ဖြစ်တယ်။ဒါကြောင့်အမျိုးသမီးအဖွဲ့အစည်းတွေကဘယ်အဖွဲ့အစည်းတက်ရင်တက်ဖွဲ့ကမဆိုပဏိပကနဲ့ဆက်နွယ်တဲ့လိမ်ပိုင်းဆိုင်ရာအကြံဖဲမှုတွေကျူးလို့ရင်ကြားမြတ်မှုအတွက်အရေးယူနိုင်ဖို့ပူပေါင်းပါဝင်ကြဖို့တိုက်တွန်းထားပါတယ်။အထူးသဖြင့်တော်လည်းတက်ဖွဲ့တွေအနေနဲ့စစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းမျဉ်းမူဝါဒတွေရေးဆွဲတဲ့အခါအမျိုးသမီးတွေကိုအကာအကွယ်ပေးမဲ့မူဝါဒနဲ့ဥပဒေပြဋ္ဌာန်းချက်တွေကိုမဖြစ်မနေထက်သွင်းပေးဖို့တောင်းဆိုနေရတယ်လို့သိရပါတယ်။ PWU ရဲ့မှတ်တမ်းတွေအရစတေမာလာတွင်စစ်ကောင်ရှင်လူခွင့်ရချိုးဖောက်မှုတွေကြောင့်ကုန်းဝန်ဆောင်တဲ့မိကလင်းငယ်တွေအပါအဝင်အမျိုးသမီး48ယောက်တည်ဆုံးခဲ့တာကြောင့်အမျိုးသမီးငယ်တွေအတွေ့ဆိပ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာလုံခြုံမှုကတိတိတတ်တာကင်းမဲ့လာနေတယ်လို့ဆိုပါရယ် အစီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေ။နောက်တစ်ပတ်ဒီလိုချိန်မှာစောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်အစီအစဉ်ကိုရန်နာခွင့်ပြုပါရှင်။